အားလုံးပဲမင်္ဂလာပါရှင် PNY Fashion and Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့တီချေကပုံမှန်ပြထားတဲ့အိမ်ဒီပတန်လေးကိုမှတီချေတို့ညှက်နီးလေးရဲ့ချုံနီးလေးရဲ့ကိုပြန်လည်ဝင်ပြပြီးသွားမှာဖြစ်ပါတယ်။အခုဆိုရင်တော့တီချေကတီချေတို့အနောက်ချမ်းလေးကို ိတ်ခါပေါ်မှာစတင်ပြီးတော့မှညှက်ပါမယ်။နောက်ကျလေးညှက်တဲ့အခါမှာဒီချေတို့ကခေါက်ချောင်းလေးနဲ့ဒီချေတို့ညှက်ပြရမှာပဲဖြစ်ပါတယ်။ဒီချေကတော့ချုပ်စာကိုလူတဲ့အခါမှာအောက်ဖက်ကို2.5 cm လေးယူချင်ပါတယ်။ဒီချေကတော့ဒီမှာ1 cm ယူပြီးတော့ညှက်ပါတယ်။ဘာလို့လဲဆိုတော့ဒီချေကအကြံစာလေးကိုထုတ်ပြပေးတာဖြစ်တဲ့အတွက်ဒီချေကတော့ space နိုင်ရတဲ့လောက်လေးယူလိုက်ပါတယ်။ နောက်ဒီချေရောပခုံး1 cm နဲ့ဒီချေရောဂျိုင်းဘက်1 cm ချိုးစာလေးညက်ပြီးတော့ထုတ်ပြီးတော့မှညက်ပါတော့မယ်။နောက်ထပ်လေးအတွက်ဒီချေရောချိုးစာလေးတွေထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့စတဲ့ညက်လို့ရပါပြီ။အခုဆိုရင်တော့ဒီချေကနောက်ထပ်လေးညက်လို့ပြီးသွားပါပြီ။နောက်ဒီချေရောရှေ့ချဲလေးညက်ဖို့အတွက် တချို့တို့ရဲ့ပတ်တယ်လေးကိုတချို့တို့ပိတ်စာမှာပင်းတစ်စားလေးတွဲပြဖို့လိုပါမယ်တချို့တို့ရှေ့ချလေးညက်တဲ့အခါမှာတစုံစာညက်ပြရမှာမို့တချို့ကတော့တခုလိုခောက်ချောင်းလေးယူပြီးတော့အခုလိုတစုံစာဖြစ်အောင်ပြန်ပြီးတော့မှညက်ထုတ်ပါမယ်ချုပ်စာလေးယူတဲ့အခါမှာတော့ဒီချေတို့ကရှေ့ချမ်းနောက်ချမ်းညီအောင်ယူပြရမှာဖြစ်တဲ့အတွက်ဒီချေကပြမထားခဲ့တဲ့အတိုင်းပဲ1 cm ပတ်လည်ယူပြီးတော့မှညက်ပါမယ် ခုဆိုရင်တော့ဒီချေကခြေချမ်းလေးလည်းညှက်လို့ပြီးသွားပါပြီ။ခြေချမ်းလေးညှက်တဲ့ပြီးပြီးတဲ့ခါမှာတော့ဒီချေဒီချေတို့သတိထားမှာကချေတို့ဒီကော်လာမှတ်လေးတွေကို အစပုံမှာမှတ်ထားခဲ့ဖို့လိုပါမယ်။အစားပေါ်မှာဒီလိုကော်လာမှတ်လေးတွေမှတ်ပြီးသွားရင်တော့လိမ့်ပေးလေးသုံးပြီးတော့ချုပ်စာလေးတွေကိုလိမ့်ပေးလေးရဲ့ခူထားပေးဖို့လိုပါမယ်။ နောက်ကြတော့လက်ပတန်လေးနဲ့ထုတ်ဖို့အတွက်ထုတ်စာလေးတွေယူပါမယ်ထုတ်စာလေးတွေကတော့ဂျိုင်း1 cm နဲ့ဘေးဘက်2 cm အောက်ဘက်2 cm ယူပြီးတော့ညပါမယ်လက်ကညက်တဲ့အခါမှာတစုံစာညက်ပေးရမှာဖြစ်တဲ့အတွက်ဒီချိန်ကတော့ခေါင်းတောင်းလေးယူပြီးတော့မှတစုံစာကိုတစ်ခါတည်းညက်လိုက်ပါမယ် ခုဆိုရင်တော့ဒီချက်ကလက်ပတ်တန်လေးညှက်လို့ပြီးတော့ပါပြီ။နောက်ဒီချက်ကို collar ဘိုင်းလေးတွေအတွက်လိုအပ်တဲ့ပိတ်ပါလေးတွေကိုညှက်ပါမယ်။ပိတ်ပါလေးကိုယခုလိုလေးခေါင်းချောင်းလေးယူပြီးတော့ဒီချက်ကိုလိုအပ်တဲ့လောက်လေးညှက်ထုတ်ပြီးတော့ဒီချက်ကိုအစအောက်မှာမီးကိုကတ်ထားပေးရပါမယ်။ အခုဆိုရင်တော့ဒီချေကကော်လာပိုင်းလေးအတွက်ပိတ်ပါကပီတာအစားလေးကိုခေါင်းဆောင်လေးယူပြီးတော့မှညှက်ပါမယ်ညှက်တဲ့အခါမှာသုံးစားညှက်ပြရမှာဖြစ်တဲ့အတွက်ဒီစုံစားညှက်ပြဖို့မမိပါနဲ့နော်။ချုပ်စာလေးအတွက်ကတော့1 cm စီယူပြီးတော့ညှက်ပြရပါမယ်။ ကျေရောညက်တဲ့အခါမှာပတ်တန်လေးရွေးမသွားစေဖို့ပင်လေးနဲ့သူ့စကြလေးထိမ့်ပေးရပါမယ်။ဒီချေရာတော့ collar ပိုင်းလေးညက်လို့ပြီးသွားပါပြီ။နောက်တစ်ဆင့်အနေနဲ့ဒီချေရောရွှေချမ်း collar လေးအတွက်ပိတ်ပါညက်ပါမယ်။ညက်တဲ့အခါမှာဘေးဘက်ကို1 cm ရခုလိုလေးယူပြီးတော့ညက်ပေးရပါမယ်။ဒီမြန်မာဒရီထားမှာကဒီလိုညက်ပြီးတဲ့အခါမှာလည်းဒီလိုအခုလိုလေးပိတ်ပါပုံမှာလည်းဒီလိုအမှတ်လေးတွေမှတ်ထားပြီးဖို့မမိပါနဲ့နော် ဒီလိုပေပါလေးညှက်ပြီးတဲ့အခါမှာအစပုံမှာလည်းညှက်ပြီးပါမယ်ညှက်တဲ့အခါမှာတစုံစားညှက်ရမှာဖြစ်တဲ့အတွက်ဒီချေကတော့ခောက်ချောင်းလေးနဲ့တစုံစားဒီချေတစ်ခါရယ်တစုံစားယူပြီးတော့ညှက်လိုက်ပါမယ်ပြီးမှခောက်ချောင်းကိုချေလို့အလေးပြနေပြီးတော့မှပြန်ပြီးတော့မှညှက်ထုတ်ပြလိုက်ပါမယ် အခုဆိုရင်တော့လိုအပ်တဲ့ဖိတ်ပန်းနဲ့အစာလေးတွေညက်တာပြီးသွားပါပြီ။တို့ပြီးသွားတဲ့အခါမှာတော့ချေတို့အမှတ်လေးတွေကိုအစာပုံမှန်နဲ့ချေတို့မှတ်ပြီးကိုမိမိပါနဲ့နော်။နောက်တစ်ခါချေတို့ထုတ်ကြောင်းလေးတွေကိုလည်းနှိမ့်သိမ့်သုံးပြီးတော့ဒီချေတို့အရာလေးတွေကုခဲ့ပေးရပါမယ်။ကျေရောပိတ်စာလေးညက်ပြီးသွားပြီဆိုရင်တော့တချေရောစပြီးတော့မှချုပ်ပါမယ်ပြမအောင်ဆုံးတချေရောရှေ့ချမ်းနောက်ချမ်းပခုံးတွဲပါမယ် ကျွန်တော်ပကုံးတွဲဆုပ်ဖို့ဆိုလို့ရှိရင်တော့ရှေ့ကျန်းနောက်ထန်းလေးကိုယခုလိုလေးပင်လေးနဲ့တူတူကြာလေးထိန်းထားပြီးတော့မှချုပ်ပါမယ်ချုပ်တဲ့အခါမှာလည်းခြေထုပ်ပြီးဖို့မပြပါနဲ့เนาะကဲဒီစင်းနဲ့အတူတူလက်ချုပ်ကြည့်ရအောင် ပခုံးလေးတွဲပြီးသွားပြီဆိုရင်တော့ဒီချေရိုးကအာယခုလူလေးပူပြီးတော့အလဲမက်ကနေပြီးတော့မှချေရိုးအလဲမက်နေရာလေးကိုပေါ့နော်ကကြီးလေးနဲ့ယခုလူလေးတောက်ပြရပါမယ်အခုနောက်တစ်ဆင့်အနေနဲ့ဒီချေရိုးပိတ်ပါပေါ်မှာယခုလိုချုပ်စာ1 cm စီယူပြီးတော့ချေရိုးတစ်ဖက်ကိုချေရိုးပိတ်ပြီးတော့နင်းပေးပါမယ် น้องดูเชรู้ยิ่งพูดตรงนี้ตึกพักกูป้อนพัดเราสีแชมป์อยู่ถ้าเราไปดูดูบ้างไหม चलो फिर अभी तो अभी सोये ना आना तब बोल लेती हो तो चलो अब यहाँ से हाँ नींबू बोलूँगा मैं နင်းပြီးတဲ့အခါမှာတော့ဒီကျတော့အလားဘက်ကိုမိဘူးလေးဖိတိုက်ပေးရပါမယ်မိဘူးတိုက်ပေးရင်တော့ဒီကျတော့ရဲ့ column ဘက်လေးကယခုလိုမျိုးတိတိတက်တက်လေးထွက်လာပါမယ်ဒီကျတော့အလားဘက်မှာ1 cm ဒါလေးတချို့ယခုလိုလေးမှတ်ပြီးတော့ခောက်ပြီးတော့တချို့ element လေးကိုကကြီးလေးတောက်ပြီးတော့မှမှတ်ထားပြီးပို့လို့ပါမယ် အခုဆိုရင်တော့ကျွန်တော်ခုနကားထုတ်လိုက်တဲ့ collar လေးကိုကိုယ်ရဲ့နောက်ချမ်းမိုင်းလေးနဲ့တွဲပါမယ်ကိုယ်ရဲ့နောက်ချမ်းအလဲမက်ကိုကျွန်တော်ကက်ကြီးတောက်ရလေးနဲ့ယခုလို collar ကက်ကြီးတောက်ရလေးကိုအချင်းချင်းထပ်ပြီးတဲ့ခါကျတော့ပင်လေးတွဲပေးရပါမယ်ဒီကျတော့ရှေ့ချမ်းကော်လာဘက်လေးနဲ့ဒီကျတော့ ြန်ပြီးတော့တွေ့တဲ့အခါမှာဆိုရင်တရိထားမှာကပြေရောပတ်တန်ကုကဲ့စင်ကမှတ်ခဲ့တဲ့အမှတ်လေးတွေနဲ့ယခုကော်လာရဲ့ဒေါင်းလေးကိုယခုလိုနေထပ်ပြီးတော့တွေ့ပေးရပါမယ်။ တွဲပြီးရင်တော့ဒီချေတို့ကအခြေချလေးအရင်တွဲပြီးချုပ်ပါမယ်ချုပ်ပြီးတဲ့အခါမှာတော့ဒီချေတို့တောင်းသားလေးကိုလောက်တဲ့အခါမှာတော့ဒီချေတို့တောင်းသားလေးကိုကကြည်လေးနဲ့တောက်ပြရပါမယ် ပြီးရင်တော့ဂျေရိုပင်တွဲထားတဲ့နောက်ချမ်းအလဲမလေးထီအိုမှာဂျေရိုရောက်အောင်ဒီဇက်ကိုနင်းတော့ပေးရပါမယ်။ရောက်ပြီဆိုရင်တော့ဂျေရိုနင်းလိုက်တဲ့ကော်လာလေးကယခုလိုလေးတည်တည်တက်တက်လေးထွက်လာပါမယ်။နောက်ဂျေရိုဂျန်နီရဲ့တစ်ခါချမ်းကိုလည်းဂျေရိုရှိမြင့်အတိုင်းပဲဆက်လေးမြင့်ပေးရပါမယ်။အခုဆိုရင်တော့ဒီချေကကော်လာလေးနှစ်ဖက်လုံးနင်းလို့ပြီးသွားပါပြီ။နင်းပြီးသွားရင်တော့မီးဘူးလေးကိုဒီရှာလေးဖိပစ်တိုက်ပေးဖို့လိုပါမယ်နော်။ နောက်တစ်ဆင့်အနေနဲ့ဒီချေတို့အရှိကော်နာပြားနဲ့ဒီချေတို့ရှေ့ချမ်းကိုယ်လေးကိုဒီချေတို့အလှချင်းထက်ပြီးတော့1 cm တောက်လျှောက်ရခုလိုလေးနင်းပေးရပါမယ်။ မင်းပြီးသွားတဲ့အခါမှာတော့အနာဘက်ကနေတခုလိုလေးဒီစရိုအတပြားစာပြန်ပြီးတော့နင်းပေးဖို့လိုပါမယ်အတပြားစာနင်းတဲ့အခါမှာဒီလိုပိတ်ပါကတ်ထားတဲ့ဘက်ကိုချုပ်စာလေးပြီးတော့မှပိတ်ပါတဲ့ဘက်ကိုပဲဒီစရိုနင်းပေးရမှာဖြစ်ပါတယ် နောက်တစ်ဆင့်အနေနဲ့တချို့ရောကော်လာပေးပြရတွေကိုဓာတ်ဆက်မြင်ပြရပါမယ်ဓာတ်ဆက်လိုက်ပြီးမြင်ပြပြီဆိုလို့ရှိရင်တော့တချို့ရောကော်လာပုံလေးရဖို့အတွက်ခုလိုလေးငုံပြီးတော့ဘေးဘက်ကနေ1 cm ရခုလိုလေးချုပ်သွားပေးရပါမယ် ချေတော့ငုံပြီးတော့ချုပ်လာတာပတ်တန်ရဲ့ဒေါင်ကျိုးလေးကိုရက်တဲ့အခါမှာတော့ချေတော့ရခုလိုလေးကက်ကြီးလေးနဲ့တောက်ပြီးတော့ကျန်တဲ့ပိုင်းလေးကိုဆက်ပြီးတော့နင်းသွားပေးရပါမယ်။ တချို့ရောဆက်လေးမြင်းတာပြီးသွားပြီဆိုရင်တော့တချို့ကိုယခုလိုတချို့ကိုဒေါင်ကျူးလေးကိုချိုးပြီးတော့အလားဘက်ကိုလှန်ပြီးတော့မှပြန်ချပြရပါမယ်။တန်ချလိုက်တဲ့အခါမှာတော့ယခုလိုဒေသက်နဲ့လာပါလာတဲ့ကော်လန်လေးရတာမှပဲဖြစ်ပါတယ်။ အခုဆိုရင်တော့တချေရိုးရေကော်လာလေးကိုချေရိုးချုပ်တာပြီးသွားပြီဆိုလို့ရှိရင်တော့တချေရိုးရေကော်လာလေးပို့ပြီးတော့တက်ရက်သွားစီဖို့တချေရိုးထွက်နေတဲ့အနားလေးကိုခုလိုလေးခောက်ပြီးတော့ပြန်ပြီးတော့မှတချေရိုးအနားတက်လက်ချုပ်လေးလိုက်ပေးရပါမယ်လက်ချုပ်လေးလိုက်ဖို့အတွက်ဆိုလို့ရှိရင်ချေရိုးမှာဦးဆုံးချေရိုးပင်လေးတွဲပြီးတော့မှထားပေးပါမယ် တကယ်အခုဆိုလို့ရှိရင်တော့ပင်တွေ့ထားတာလေးကိုတကယ်လို့လက်ချုပ်လိုက်ပြနေရမယ်ဖြစ်ပါတယ်။

အခုဆိုရင်တော့တချေရောလက်လိုက်လေးလက်လိုက်ပြီးသွားပြီကော်လန်အနာလေးလည်းချေနေပြီးသွားပြီဖြစ်တဲ့အတွက်တချေကလက်လေးပြေးပါတော့မယ်လက်တွဲတဲ့အခါမှာတော့တချေရောတတိထားရမှာက ရှေ့တန်းနောက်ခြမ်းလေးမှန်အောင်တွဲပေးဖို့လိုပါမယ်အခုဆိုရင်တော့ဒီချဲကလက်လေးတွဲဖို့ချဲပြန်လေးတွဲပြီးသွားပြီမို့ဒီချဲလက်လေးကိုစပြီးတော့မှချုပ်ပါတော့မယ် အခုဆိုရင်တော့ဒီချေကလက်လေးလေးတွဲပြီးသွားပြီမို့ဒီချေလက်အနားလုံးလေးချုပ်ပါမယ်ဒီချေတို့လက်အနားချုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့လက်အနားတွေကိုလည်းဓာတ်ဆက်လိုက်ပါမယ်နောက်ဒီချေအောက်အနားတွေကိုဓာတ်ဆက်လိုက်ပြီးတဲ့အခါမှာတော့ဒီချေက လက်အနားဘက်တွေကိုအနားဘက်ကနေပြီးတော့မှမိဘူးလေးခောက်ရလေးပြီးပြီးတော့မှတခါတယ်မိဘူးဖိခဲ့လိုက်ပါတယ် နောက်တစ်ချက်ကအောက်အနားတွေကိုလည်းတက်ခါတယ်ဒါဆက်လိုက်တော့တက်သွားပြီဘုံလို့အခုတစ်ချက်အတူတူလိုက်လေးကိုညီ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 လေးအနားပကနေ1 cm လေးအနားလုံးနင်းပေးပါမယ်။ လက်လေးနင်းပြီးသွားပြီဆိုရင်တော့တချေရောကိုယ်ရည်လေးတွဲပါတော့မယ်အခုဆိုရင်တော့တချေကကိုယ်ရည်လေးနဲ့တွဲပြီးသွားပါပြီနောက်တချေရောကိုယ်ရည်တွဲပြီးသွားတဲ့အခါမှာတော့အောက်ဖက်ကိုချေရောရခုလိုလေးခောက်ပြီးတော့1 cm လေးနင်းပြရပါမယ်

နောက်ဒီချင်တို့ကြံနေတဲ့အောက်ဖက်အနားလုံးတွေကိုဆက်ပြီးတော့မနိုင်ပြပါမယ်ဒီချင်ကတော့1 cm အောက်ဖက်အနားကိုထားခဲ့တော့မို့ဒီချင်1 cm ခောက်ပြီးတော့နင်းပြလိုက်ပါတယ်မိမိတို့က2.5 cm ထားခဲ့တယ်ဆိုရင်တော့2.5 cm အနားလေးခောက်ပြီးတော့မှတိတိတတ်လေးနင်းပြဖို့လိုပါမယ် အခုဆိုရင်တော့တချို့လူရဲ့အင်ဂျင်လေးဟာအင်ဂျင်ခြေသေးလေးတက်ဖို့နဲ့တချို့တို့ခြေသေးပေါက်လေးဖောက်ဖို့ပဲလိုပါတော့တယ်။တချို့ကအင်ဂျင်ခြေသေးတက်ဖို့အတွက်ဆိုလို့ရှိရင်တချို့တို့ကိုလိုအပ်တဲ့အတိုင်းအတာလေးပြီးပြီးတော့ခြေသေးပေါက်လေးအတွက်အမှတ်ကလေးမှတ်ခင်ရပါမယ်။ တတိပတ်ကျော်ရဲ့အကွာဝေးအမှတ်ကလေးမှတ်ပြီးဆိုရင်တော့တတိတလိုက်လို့ရပါပြီเนาะအခုဆိုရင်တော့တချေးရဲ့အိမ်လေးဟာခုလိုလေးဒီလိုတက်တဲ့စမတ်ချာလေးထွက်လာပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့ဒီဇိုင်းနိုင်တမရဲကိုစိတ်နှပြချက်မှတင်ပါကြပါစေဒီချေးရဲ့ဗီဒီယိုလေးကိုတိတိတက်တက်ဆိုရင်တော့ like and subscribe နဲ့အပိတော်မူပါနဲ့เนาะဒီချေးကနောက်ဗီဒီယိုမှာတင်ရှိနေတဲ့ mini skip button လေးနဲ့ခြုံလေးလေးတွေကိုဒီဇာလေး sharing လုပ်ပေးတာမှရှိအောင်မို့ဒီချေးရဲ့ဗီဒီယိုလေးကို လက်မပြတ်လေးကြည့်ရှုနေတယ်ဆိုရင်တော့ခေါင်းလေးကိုနှိမ့်ခဲ့ပြီးလို့မပြောပါနဲ့နော်ပိုကောင်းတဲ့ဗီဒီယိုလေးနဲ့တွေ့ကြလာခဲ့ပါမယ်တတပါ